အဝင်ရတာကာရဲဝင်လိုက်တော့မယ်အချောင်းထဲအချောင်းထဲဝင်လိုက်တော့မှာအများဆုံး၃ကောင်း၃ပဲဘာလို့လဲဆိုတော့သူတို့ရဲ့ mission ကြီးနည်းမြေပြန်ရဖို့အတွက်ဖြစ်တဲ့ကြောင့်မလို့ဒီနည်းမြေရထားနည်းမြေပါသွားတဲ့ data အနည်းဆက်ဆုံးနေရာဒီမှာအများဆုံးအသုံးပြုလိုက်မယ်ဒါမှဒီကိုယ်တွေဘက်ကိုထောက်ခံလို့ရမှာဖြစ်တဲ့ကြောင့်မို့ဘောနော်အဲ့ဒီအတွက်အကြောင်းမလို့ဒီ Starling ဒီ public net တုံးတဲ့အခါကြလို့ရှိရင်ရန်သူ ဒီခြေရခံနဲ့ပေါ့နော်ထောက်လန်းဆက်ကနေပြီးတော့အလွဲတကူကိုစာပါတဲ့ကိုဝင်ပြီးတော့ထောက်လန်းလို့ရတယ်သူ့အနေနဲ့ internet line ရသွားပြီဟေ့ဆိုလို့ရှိရင်အဒီဘမဘယ်သူပါရှိတယ်ဆိုတာအစထောက်လန်းလို့ရတယ်ဒါ6တာမဟုတ်ဘူးတကယ်လေဟိုအတွေ့အကြုံနဲ့ရှိတယ်လို့ဓာတ်ပုံလိုက်ရိုက်ခွင့်မရှိဘူးဗီဒီယိုလည်းရိုက်ခွင့်မရှိတဲ့ကြောင့်တတ်တဲ့အနေနဲ့ပြလို့မရဘူးဇက်နေပဲပြလို့ရတဲ့အတွက်ကြောင့်မလို့ဒါဒီလိုပြောရတာဖြစ်တယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ Starlink Internet ကတဆင့် မြန်မာစစ်ထောက်လိုင်းရေးတွေတည်နေရခြေရခံတဲ့စနစ်တွေရှိနေနိုင်ကြောင်းအမေရိကန်စစ်တပ်မှတာဝန်ထမ်းဆောင်နေသူမစိုးတန်စင်မှပြောလာသည်မူအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါဦးခင်ဗျာအားလုံးမင်္ဂလာပါဒီနေ့ပြောပြမှာကလေအာစစ်ထောက်လိုင်းဆက်ကရီးယားနဲ့ပတ်သက်ပြီးမတိသေးတဲ့ဒူတွေအတွက်ကိုဘူတဘူတူတအမင်းနဲ့ပြပြတော့မှာဖြစ်ပါအဲစစ်ထောက်လိုင်းရဲ့ဆက်ကသူတို့ဘက်မှာတုံးနဲ့တုံးမှာမတုံးလို့မတုံးဘူးဒါပေမဲ့ကို ဒီဘက်မှာတတိထားအဲလုံးဆောင်တဲ့အရာကိုဟိုပြောပြမှာဖြစ်တယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ကိုရီလေးတင်ရင်သွားတဲ့အခါကျလို့ရှိရင်အင်တာနက်လိုင်းတွေဖြတ်ထားတယ်ဘာဖြစ်လို့အင်တာနက်လိုင်းဖြတ်ထားလဲဆိုလို့ရှိရင်ရန်သူဘက်ကထောက်လန်းလို့မလွယ်အောင်အင်တာနက်လိုင်းတွေဖြတ်ထားတယ်ပေါ့နော်အင်တာနက်လိုင်းတုံးမယ်ဆိုလို့ရှိရင်ကိုရဲ့အခုဒူဘိုရောဘိုကြီးရောအတကယ်ကိုဒီ ောက်ဟိုင်းဆက်အသုံးပြုနေတဲ့သူတွေကဒါတက်ကချထားပေးတဲ့ private wifi ကြီးတုံးပြီးတော့ပဲဒီမြေပုံကိုအဲကြည့်ကြတာများတယ်ကိုပိုင်တုံးပြုတဲ့ဒီလို phone နေ internet line တွေကိုတော့လုံးဝတုံးမပေးတဲ့ဖြစ်ဘောဖုန်းကအစလုံးဝပိတ်ထားတယ်ပေါ့နော် အဲ့တော့ခုနကထောက်လိုင်းဆက်ဘက်ကိုပြန်သွားမယ်ဆိုလို့ရှိရင်ထောက်လိုင်းဆက်က Google Map လည်းမဟုတ်ဘူး Apple Map လည်းမဟုတ်ဘူးဆိုင်ရွက်ပေါ်မှာချထားတဲ့ဒီလိုမြန်မာနိုင်ငံညင်းပုံဆိုင်ရွက်ကြီးလည်းမဟုတ်ဘူးသူတို့ကဒီဆက်ကလေးကနေပြီးဒီနေရာကိုဒီနေရာဒီ satellite ပေါ်ကနေကြည့်တယ်ဒီထောက်လိုင်းအဲ အမျိုးအစားပေါ့နော်ထောင်လိုက်အမျိုးအစားဖြစ်ပြီးတော့ तू ကအဲ့ဒီနေရာကိုထောက်ကြည့်လိုက်တာနဲ့အဲ့နေရာမှာရှိတဲ့တောတောင်ရင်မြေတဘာဝတွေကို Google 3D ထက်တောင်ပိုတောင်ကြည်နေတောက်ပါသေးတယ်ပဲ냐နေပမာဝင်လို့ရတယ်အိအိရဲ့အနေထားအိအိရဲ့အမျိုးအစားအစအာလှက်နေနေရတဲ့ပုံစံထောက်ခံရေးဆက်ဖြစ်တယ်ဒါသူတို့ပမာတုံးညင်နဲ့တုံးမယ်အရင်နေခင်မိနေတဲ့တော့ကြောင့်မလို့အပြင်ကိုနေနေရထားပြီးတဲ့နေမေပါသွားတဲ့ဒေတာဒီမှာ အများဆုံး၃ကောင်း၃မယ်ဘာလို့လဲဆိုတော့တို့ရဲ့ mission ကြီးနည်းမြေပြန်ရဖို့အတွက်ဖြစ်လို့ကြောင့်မလို့ဒီနည်းမြေရထားနည်းမြေပါသွားတဲ့ data အနည်းဆက်ဆုံးနေရာဒီမှာအများဆုံးအသုံးပြုလိမ့်မယ်ဒါမှဒီကိုယ်ဒီဘက်ကိုထောက်လန်းလို့ရမှာဖြစ်လို့ကြောင့်မို့ဘောနော်အဲ့ဒီအတွက်အကြောင်းမလို့ဒီ Starlink ဒီ public net တုံးတဲ့အခါကြလို့ရှိရင်ရန်သူဒီခြေရာခံတဲ့ဘောနော်ထောက်လန်းဆက်ကနေပြီးတော့အလွဲတကူကိုစာပါတဲ့ကိုဝင်ပြီးတော့ထောက်လန်းလို့ရတယ် နေနဲ့ internet line ရသွားပြီဟေ့ဆိုလို့ရှိရင်အဒီဗမာဘယ်သူပါရှိတယ်ဆိုတာအစထောက်လန်းလို့ရတာဒါ6တာမဟုတ်ဘူးတကယ်လေဟိုအတွေ့အကြုံနဲ့ရှိတယ်လို့ဓာတ်ပုံလည်းရိုက်ခွင့်မရှိဘူးဗီဒီယိုလည်းရိုက်ခွင့်မရှိတဲ့ကြောင့်တတ်တဲ့အနေနဲ့ပြလို့မရဘူးဇက်နေပဲပြလို့ရတဲ့အတွက်ကြောင့်မဟုတ်တာဒီလိုပြောရတာဖြစ်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဒီနေမြေဒီတော်လိုင်းနေမြေစိုးမိုးတဲ့ဒေတာဒီမှာနေထိုင်နေပြီးသူတွေအနေနဲ့ကပို့ပြီးတော့စီကံလိုက်နာရတယ်ဘာဖြစ်လို့ပို့ပြီးစီကံလိုက်နာရတယ်ဆိုတော့တစ်ချက် မှားမခံဘူးတစ်ချက်မှားသွားတာနဲ့ရန်သူကငွေလာဖို့လွယ်တယ်ဘာလို့လဲဆိုတော့သူကဒါအောင်မျက်စိမျက်ခြေမပြတ်စောက်ကြည့်နေတာဒီတော်လည်းရင်းနေမြေဆိုးမိုးနေတဲ့ဝေးတဲ့ဒေသတွေကတော့သူတို့အနေနဲ့ခေါင်းနဲ့ထိတ်ထိတ်ပဲခေါင်းနဲ့မထိတ်မထိတ်ဘူးဒါပေမဲ့တော်လည်းရင်းဒေသနဲ့နီးစပ်တဲ့နေမြေတွေမှာနေထိုင်နေတဲ့သူတွေကတော်လည်းရင်း ်သားတွေကလည်းသူ့အနေနဲ့ရထားပြီးသားလေဟုတ်တယ်မဘသူကအပါချင်းခံပါလေဟုတ်တယ်မလူတွေအသက်တွေအကုန်လုံးရင်းနာရတာငွေတွေလူအသက်တွေတငယ်ကြီးမိသားစုအကုန်လုံးရင်းနာပြီးကြမှာသူ့အနေနဲ့ဒီမျိုးလည်းသူ့အပါခံမှာမဟုတ်ဘူးအပါမခံတဲ့အတွက်ကြောင့်မလို့သူ့အနေနဲ့လှုပ်ထုံးလုပ်နေတိုင်းစီးစစ်နေတိုင်းလုပ်မှာပဲ အဲ့တော့ကြောင့်မို့ဒီတော်လရင်မှနားမှာနေနေတဲ့လူတွေတော်လရင်ဒီလွမြောက်နေမြေနားမှာနေတဲ့လူတွေပြည်သူတွေအနေနဲ့ဒါကိုနားလည်ထားဖို့လိုတယ်။အာငါတို့ကတော့ပြည်သူတွေပဲငါတို့လှုပ်ချင်တာလှုပ်မှာပဲလွမြောက်နေမြေရောက်နေပြီပဲနင်တို့ကငါတို့ထောက်ပံ့မေးထားတာဆိုတဲ့ဟာမျိုးတွေအတုံးမပြုတ်ဘဲနဲ့အော်တို့လှုပ်နေတာငါတို့လုံခြုံရေးအတွက်ပါလားဆိုပြီးတော့နားလည် ချဖို့ကိုအပြောပြချင်ပါတယ်ဗောနော်ဒါကတော့ဘူဒ္ဓအနေနဲ့ကိုအခုနပြောသွားခဲ့တဲ့ဒီဖြစ်သွားဖြစ်သွားခဲ့တဲ့ဒီဗီဒီယိုဖိုင်အနေကိုကြည့်ရင်းတဲ့အနေနဲ့ကိုနောက်တစ်ခုကဟိုလက်ရှိဗောနော်ဟိုအကျဉ်းပေးနေတဲ့သူတယောက်အနေနဲ့ဒီအဗီဒီယိုကိုလောက်ရချင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်အာယုတောင်ရှိစစ်ကောက်စီတက်ကိုရေးပြီးလူတက်ဖွဲ့တိုက်ခိုက် မုံကြီးနယ်ရေးမြို့နယ် အာယူတောင်မှာရှိတဲ့စစ်ကောင်စီတပ်343ချင်းမြန်တရင်ကိုရေးပီးလူတော်လန်ရေးတပ်ဖွဲ့ကအောက်တိုဘာ13ရက်မနက်က60မမလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ရေးပီးလူတော်လန်ရေးတပ်ဖွဲ့စီကသိရပါဗျ။ ရေမျိုးနယ်အတွင်းမှာရှိတဲ့ကျေးရွာတွေကိုစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်မှုကိုပြန်လည်လက်တုပ်ပြန်တဲ့အနေနဲ့ပြန်လည်တိုက်ခတ်တာလို့ရေးပြည်လူတပ်ဖွဲ့ကပြောပါတယ်။ရေးပြည်လူတော်လှန်ရေးတပ်ဖွဲ့တာဝန်ရှိသူကစစ်ရေးပြင်ဆင်မှုမှာအဆင်သင့်ဖြစ်နေပြီးမုံကြီးနယ်ကြီးအတွက်သူတို့ဝယ်လည်မဲ့အချိန်ရောက်ပြီး343တက်ရင်တဲ့ကို60မမဘုံတီးကတော့၃လုံးစလုံးတက်တဲ့ကိုကြားရောက်ပေါက်ကွဲတဲ့ထိခိုက်မှုရှိနိုင်ပေမဲ့ထိခိုက်သေးဆုံးမှုအခြေအနေကိုတော့အတိအကျမသိရသေးဘူးလို့ပြောပါတယ်။ အော်တိုဘာ30ရက်ကလည်းရေးမြို့ကျောင်းရွာမှာရှိတဲ့အမှတ်900 70ချီမြန်တက်ရင်ကိုရေးပီလူတော်လန်ရေးတပ်ဖွဲ့က60မမဘုံသီးတွေနဲ့တွားရောက်တိုက်ခိုက်ခဲ့သေးတယ်လို့ရေးပီလူတော်လန်ရေးတပ်ဖွဲ့စီကသိရပါဗျာ။